အဆီရောင်ယောဂါဟာအယိုးစစ်တွေမှာရှိတဲ့အယိုးနုတွေရောင်ရမ်းတာပစ္စည်းကဓာတ်ရုပ်ကြောင့်ဖြစ်ပွားရပြီးတော့နာကျင်ကပ်ခဲမှုဝေဒနာကိုလည်းတိတိတတ်တာခံစားရစေပါတယ်။အဆစ်တွေကရောင်ရမ်းပြီးတော့တောက်တဲနေတတ်ပါတယ်။ အစိယောင်ယောဂတမျိုးမျိုးဖြစ်ပွားတယ်လို့တန်ញ្ញရှိခဲ့မယ်ဆိုရင်တော့ဆရာဝင်နေပြတာပြီးတော့ညွှန်ကြားချက်တွေကိုလက်နာဆောင်ရွက်ရပါမယ်။တစ်ဖက်မှာကလည်းနေနံဆက်သောင်းပုံတွေကိုယောဂအခြေအနေနဲ့လာရောညီတွေပြောင်းပြောင်းလဲလုပ်ဆောင်မှုလိုအပ်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့အစိယောင်ယောဂရှိတဲ့သူတွေအတွက်အသင့်တော်တဲ့ဆက်သောင်းဖွယ်ရည်တွေကိုရွေးချယ်တင်ပြပေးလိုက်ပါတယ်ရှင်။ ပရမောက်ဆိုတဲ့မျိုးကတော့အစီကျော်ရတဲ့ငါးတွေပါ။ဆယ်မွန်၊မက်ကရဲ၊ငါးတက်တာဒီလိုမျိုးငါးတွေမှာကအိုမီဂါ3ကျော်ရပါတယ်။အိုမီဂါ3မှာရောင်ရမ်းမှုကိုကျစေတဲ့အာနိသင်ပါဝင်တဲ့အတွက်ကြောင့်မို့လို့အဆစ်ရောင်တဲ့သူတွေအတွက်သင့်တော်ပါတယ်။ သူတေသနာတွေအရာအိုမီဂါ3တုံးဆဲတဲ့အခါမှာအဆစ်ရောင်တဲ့သူတွေကနာကျင်ကြိုက်ခဲတာမနဲ့အရာထားတဲ့အချိန်မှာအဆစ်တွေတောက်တင်းနေတတ်တာဒါတွေကိုတတစေနိုင်ကြောင်းသိရှိရပါတယ်။ဒါအပြင်ဒီငါးတွေမှာပါဝင်တဲ့ဗီတာမင် D ကလေးဘက်နာအဆစ်ရောင်ခြင်းကိုလည်းတတစေရလို့ဆိုပါတယ်ရှင်။နောက်ထပ်တစ်ခုကတော့ကျွတ်သွန်ဖြူပါ။ကျွတ်သွန်ဖြူမှာလည်းရောင်ရမ်းမှုကိုရောကြစေတဲ့အာနိသင်ရှိပါတယ်။ သူ့ဒေသနာတွေအရစစ်တုံပြူဆက်သုံးပြီးတာကအယိုးစစ်ရောင်တာနဲ့ပတ်သက်တဲ့ဝေဒနာတွေကိုတက်တာစီပါတယ်။ဒါအပြင်ကိုခံအားကိုကောင်းစေပြီးတော့ပင်စာယောဂအချို့ဖြစ်ပွားနိုင်ခြေကိုလည်းရော့စေတာအသက်အရွယ်ကြီးလာတဲ့အချိန်မှာဖြစ်တတ်တဲ့မကြာခဏသတိမီလျော့တက်တာဒါတွေကိုလည်းကာကွယ်ပေးနိုင်တဲ့အကျိုးကျေးဇူးတွေပေးပါတယ်နော်။နောက်တစ်ခုကတော့ခြင်းပါ ဒူးစစ်နာတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ပြုလုပ်ခဲ့တဲ့သူ့ဝေဒနာတစ်ခုမှာဂျင်းကနေထုတ်လုပ်ထားတဲ့အစီအစဉ်တွေကအစ်စ်နာဝေဒနာကိုတတ်တာစေချောင်းသိရှိရပါတယ်။ဂျင်းဟာရောင်ရမ်းခြင်းကိုအားပေးတဲ့တပည့်စီတွေကိုတားဆီးပေးနိုင်စွမ်းရှိပါတယ်။အစားအစာထဲမှာထည့်သွင်းစားတာပဲဖြစ်ဖြစ်အမုတ်ဒါမှမဟုတ်အချောက်ခံတဲ့ပုံစံနဲ့တုံဆွဲရင်ပဲဖြစ်စေအစ်စ်ရောင်တဲ့အခါမှာဖြစ်တတ်တဲ့ဝေဒနာတွေကိုတတ်တာစေရလို့ဆိုပါတယ်။နောက်ထပ်တစ်ခုကတော့ပန်းပွင့်စိမ်ပါ။ပန်းပွင့်စိမ်မှာအာဟာရအများစွာပါဝင်ပြီးတော့အစ်စ်ရောင်ခြင်းကိုတတ်တာစေတဲ့အာနိသင်တွေလည်း ည်းပါဝင်ပါတယ်သူတစ်ဖြည့်ပေါင်းဝင်စိမ့်မှာပါဝင်တဲ့ Sephora Fame ဆိုတဲ့ဓာတ်ပစ္စည်းက၄ဘဏ္ဍာအဆင့်ရာကျွင်းကိုလည်းတက်တာစီပါတယ်နောက်တစ်ခုကတော့တကြာဒီပါ ။တစ်ကြာသီးကအာဟာရဓာတ်များစွာပါဝင်တဲ့အခွန်မာသီးတစ်မျိုးဖြစ်ပါတယ်။တစ်ကြာသီးမှာအိုမီဂါ3ပါဝင်မှုမြင့်မာတဲ့အပြင်ရောင်ရမ်းမှုကိုကျဆင်းစေတဲ့တပ်ပစ္စည်းတွေလည်းပါဝင်ပါတယ်။တစ်ကြာသီးကိုပုံမှန်ဆက်သုံးပေးတာကလည်းအဆင့်ရောင်ခြင်းဝေဒနာကိုခံစားနေရတဲ့သူတွေကိုအထောက်အကူပြုစေနိုင်ပါတယ်ရှင်။နောက်တစ်ခုကတော့ very သီးပါ။ very သီးမှာကဘယ်လိုလိုမျိုးပစ္စည်းမျိုးစုံ ဗီတာမင်တတ်ထူးဓာတ်များစွာပါဝင်ပါတယ်။ဒီပစ္စည်းတွေမှာကရောင်ရမ်းမှုကိုကျစေတဲ့အာနိသင်တွေပါဝင်ပါတယ်။သူရင်သားတခုမှဖော်ပြချက်အရတပတ်မှာအနည်းဆုံး2ချိန်လောက်စတော်ဘယ်ရီသီးတွေဆက်သုံးပေးတာကကိုယ်ခန္ဓာအတွင်းကအဆင့်ရောင်ခြင်းကိုအားပေးတဲ့အပစ္စည်းတွေကို14ရာခိုင်နှုန်းကကျဆင်းသွားစေရလို့ဆိုပါတယ်။ဒါအပြင်ဘယ်ရီသီးတွေမှာပါဝင်တဲ့ကွာစီတင်နဲ့ရှူတင်ဆိုတဲ့ပစ္စည်းနှမျိုးဟာရောင်ရမ်းမှုတွေကိုတတစေတဲ့အာနိသင်ရှိပါတယ်။နောက်တစ်ခုကတော့ဟင်းနုနယ်ပါ။ဟင်းနုနယ်ကအာဟာရဓာတ်ကျွဲဝတဲ့ဟင်းသီးရဲ့တစ်မျိုးဖြစ်ပါတယ်။ ယ်။အထူးသဖြင့်ဟင်းနုနယ်မှာပါဝင်တဲ့ကန်ဖာရောဆိုတဲ့ဒေါ်လုဆန်ကြီးပစ္စည်းတစ်မျိုးကရောင်ရမ်းမှုတွေကိုရောကြစေတဲ့အာနိသင်ရှိတဲ့အတွက်ကြောင့်မို့လို့လေးဘက်နာအစစ်ရောင်သမားတွေမှာတုံ့ဆွေးဖို့တင်တော်ပါရတယ်နော်။နောက်တစ်မျိုးကတော့စပြည့်တီပါ။စပြည့်တီမှာပါဝင်တဲ့ Respirator ဆိုတဲ့တစ်ပစ္စည်းကရောင်ရမ်းမှုတွေကိုကျဆင်းစေပါတယ်။လေးဘက်နာအစစ်ရောင်ကြီးမှာကြုံရတတ်တဲ့အစစ်တွေမှာကြောတောက်ရင်းချင်းကိုတသားစေပါတယ်။ ဒါအပြင်စပြည့်သည့်မာဘရိုအန်သူဆာယာနီဒင်းဆိုတဲ့တပည့်စီတစ်မျိုးလည်းပါဝင်ပြီးတော့အစီအောင်ခြင်းကိုတက်တာစီလို့သိရပါတယ်။နောက်ဆုံးတစ်မျိုးကတော့တန်လွင်စီပါ။တန်လွင်စီမှာအစီအောင်ခြင်းဝေဒနာကိုတက်တာစီအာနိသိရှိပါတယ်။အစစ်တွေရောင်းတာ၊အယွန်းတွေပျက်စီးရာ၊ရရနာတွေဒါတွေကိုတက်တာစီပါတယ်။သူစနာတစ်ခုရဖွပြချက်အရာတန်လွင်စီဆက်သုံးဝိမယ်ဆိုရင်တော့အစီအောင်ယောဂများကိုဖြစ်နိုင်ရုံနေစေလို့ဆိုပါတယ်။ ဒီလောက်ဆိုလို့ရှိရင်အဆစ်ရောင်ယောဂါရှိတဲ့သူတွေအတွက်လမ်းညွှန်ပေးရတဲ့အစားအစာတွေကဘာတွေဖြစ်မလဲဆိုတာကိုသိလောက်ပြီလို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။